မင်္ဂလာပါရှင်ခေတ္တမန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံး NUG အစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌထံသို့စာပေးပို့တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် မြို့သားညီညွတ်ရေးအစိုးရကိုအတိမတ်ပြုထိတွေ့ဆက်ဆံနေသောတီမောနိုင်ငံကိုအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်မပေးရန်မြန်မာစစ်ကောင်စီကအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံထံသို့ကန့်ကွက်စာပေးပို့လိုက်ကြောင်းသိရှိရပါသည်မြန်မာစစ်ကောင်စီကတီမောနိုင်ငံကို အောက်တိုဘာလတွင်အာဆီယံအဖွဲ့အတွင်သို့ဝင်ရောက်ခွင့်ပေးမည်ကိုထောက်ခံပေးမည်မဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသို့ စာပေးပို့တရားဝင်အကြောင်းကြားလာခြင်းဖြစ်ပါသည်တီမောနိုင်ငံသည်အာဆီယံဗရင်းငင်ဆက်ရန်ပါပြတ်ထန်းထားသည့်အတိုင်းတနိုင်ငံ၏ပြည် ွင်ရေးကိုတနိုင်ငံကဝင်ရောက်မဆွဲဖက်ရေးမှုကိုလိုက်နာရန်ပြက်ကွက်ကြောင်းနေပြည်တော်ကအာဆီယံဥက္ကဋ္ဌမလေးရှားထံသို့ပေးပို့သောစာတွင် အကြောင်းကြားဖော်ပြထားပါသည်။ တီမောနိုင်ငံအနေဖြင့်အာဆီယံအဖွဲ့ဝင်နိုင်ငံနှင့်ဆန့်ကျင်နေသော အဖွဲ့အစည်းများအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်လက်ရှိစစ်ကောင်စီကိုဆန့်ကျင်နေသောအဖွဲ့အစည်းများကိုထိတွေ့ဆက်ဆံခြင်းမှရှောင်ကျဉ်ရန်စစ်ကောင်စီကတိုက်တော်မာတယ်။နေပြည်တော်ကပေးပို့သောစာတွင်တီမောအစိုးရကမြန်မာနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုပြောင်ပြောင်တင်းတင်းချိုးဖောက်ပါကအာဆီယံအဖွဲ့ဝင်ဖြစ်တီမောကိုဝင်ခွင့်ပေးရန်ထည့်သွင်းစဉ်းစားမှုကိုပြက်ပြက်တတ်တာ။ ပင်ချဆန့်ကျင်မီဖြစ်ကြောင်းရေးသားထားပါတယ်မလေးရှားနိုင်ငံတွင်ယခုနှစ်မေလနှောင်းပိုင်းကျင်းပခဲ့သည့်အာဆီယံထိပ်သီးအစည်းအဝေးတွင်တီမောနိုင်ငံကို လာမယ့်အောက်တိုဘာလနှောင်းပိုင်းအာဆီယံအဖွဲ့၏၁၇နိုင်ငံမြောက်အဖွဲ့ဝင်ဖြစ်အတိမတ်ပြုရန်သဘောတူညီခဲ့ကြပါတယ်တီမောအနေဖြင့်မြန်မာအရေးအတွက်ချင်းကပ်ပုံကိုပြန်လည်သုံးသပ်ပြီးမြန်မာနိုင်ငံပေါ်၎င်း၏မူဝါဒကိုပြန်လည်ပြင်ဆင်ရန်ပြည့်ပြတ်သားသားကတိကဝတ်မပြမချင်းအာဆီယံအဖွဲ့ဝင်ဖြစ်ခွင့်ပေးရန်ထည့်သွင်းစဉ်းစားမှုများအလုံးကိုဆိုင်းငံ့ထားရန်အာဆီယံဥက္ကဋ္ဌနှင့် င်အာဆီယံအတွင်းရေးမှူးချုပ်ယုံတို့မြန်မာစစ်ကောင်စီကတိုက်တွန်းပါတယ် တို့ရတွင်အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က NUG ဝန်ကြီးချုပ်မန်ဝင်းခိုင်တန်အပါဝင် NUG နှင့်ထိတွေ့ဆက်ဆံခြင်းများကိုမေလအတွင်းမှာတရားဝင်ပြုလုပ်ခဲ့ပါရယ်မေလအာဆီယံထိပ်သီးအစည်းအဝေးတွင်စစ်ကောင်စီကိုယ်စားလှယ်နိုင်ငံခြားဝန်ကြီးဌာနအမြင့်တန်းအတွင်းဝင်အောင်ကျော်မိုးကတီမောနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိစ္စနှင့်ပတ်သက်၍မှတ်ချက်မပေးခဲ့ဟုသိရှိရပါရယ်အရှိတီမောလက်စတေနိုင်ငံမှာ မျိုးသားညီမျိုးရေးဆိုရာ NGO ဆက်ဆံရေးရုံးကိုတရားဝင်ဖွင့်လှစ်ထားပြီးတီမောတမရဟိုဆေးရာမို့စ်ဟော်တာကမြန်မာအရေးကိုနိုင်ငံတကာမှပွင့်ပွင့်လင်းလင်းထောက်ခံပြောဆိုလျက်ရှိပါတယ်။ NGO နိုင်ငံခြားရေးဝန်ကြီးဒေါ်စမအောင်က2023ခုနှစ်နဲ့2024ခုနှစ်အတွင်းတီမောနိုင်ငံသို့သွားရောက်ခဲ့ပြီးနောက်နောက်ဆက်တွဲအနေနဲ့ NGO ဆက်ဆံရေးရုံးကို2024ခုနှစ်အတွင်းဖွင့်လှစ်ခဲ့ပါတယ်။ NGO အစိုးရတာဝန်ရှိသူများကိုတီမောအစိုးရတမရနဲ့ဝန်ကြီးချုပ်တို့ကအတိမတ်ပြုလက် ခံတွေ့ဆုံသည့်အပြင်နိုင်ငံတကာတွင်လည်းအကြမ်းဖက်စစ်ကောင်စီဆက်အာဏာသိမ်းမှုကိုတိမောအစိုးရက ရှုံချကြောင်းထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါသည်ဆလတ်တင်ဆက်ပေးမယ့်တရင်ကတော့စစ်ကောင်စီမတရားဖမ်းဆီးချုပ်နှောင်မှုအတွင်းလုံလောက်သောစေဝါကူတာမှုမရရှိ၍ဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်တို့၏အသက်အန္တရာယ် NUG စိုးရိမ်တဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ အကြမ်းဖက်စစ်ကောင်စီမတရားဖမ်းဆီးချုံနောက်မှုတွေလုံလောက်သောစေဝါကူတာမှုမရရှိ၍ဒေါအောင်ဆန်းစုကြည်နှင့်တမရဦးဝင်းမြင့်တို့၏အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကစိုးရိမ်ကြောင်း NUG ၏ဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောဆိုပါရယ်ယမန်နေ့ထုတ်ပြန်သည့်ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်းအစီအစဉ်၃မြင်းဆောင်၂၀၂၅တွင်၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရယ် အကြမ်းဖက်စစ်ကောင်စီကမတရားဖမ်းဆီးချုပ်နှောင်ထားသောတမရဥဝင်မြင့်နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့အတွက်လုံလောက်သောစေဝါကုသမှုရရှိမနေကြောင်းနိုင်ငံကောင်ဆောင်များနှင့်နိုင်ငံ၏အချင်းသားအလုံး၏ဂျမ်းမာ၏အတွက်အန်ယူဂျီကစိုးရိမ်မကင်းဖြစ်ရကြောင်းဥနေဖုံးလက်ကပြောဆိုပါရယ်နိုင်ငံကောင်ဆောင်တွေဖြစ်တဲ့နိုင်ငံတော်တမရဥဝင်မြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ဟာလည်းအကြမ်းဖက်စစ်တပ်ရဲ့မတရားဖမ်းဆီးချုပ်နှောင်မှုကိုခံထားရပြီးလုံလောက်တဲ့စေဝါကုသမှုတွေရရှိမနေကြ ြတာကြောင့်ဒီနိုင်ငံကောင်းဆောင်တွေနဲ့နိုင်ငံအချင်းသားအားလုံးရဲ့ကျန်းမာရေးနဲ့အသက်အန္တရာယ်ကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အထူးပင်စိုးရိမ်မကင်းဖြစ်မိပါတယ်။အကျန်းဖက်စေအုပ်စုရဲ့လက်အောက်ခံအချင်းထောင်တွေကအချင်းဦးစီးအရာရှိတွေနဲ့တာဝန်ရှိသူတွေအနေနဲ့နိုင်ငံအချင်းသားတွေပေါ်ရက်ဆက်စွာပြုမှုပေးနေနေတဲ့လုပ်ရက်တွေအတွက်တာဝန်ယူတာဝန်ခံကြရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ဟုဦးနေဖုံးလက်ကပြောဆိုပါတယ်။လူမှုကောင်ဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာတွင်လုံခြုံရေးတင်းကျပ်စွာ ြင့်ဖမ်းဆီးချုပ်နှောင်ထားပြီးတွားနှင့်နှလုံးရောဂါဆိုင်ရာဆက်ဆက်ဝေဒနာများခံစားနေရတော့လေခြေကူးတောက်ွေအပြည့်ဝမပေးဘဲရည်ရွယ်ချက်ရှိရှိညှဉ်းပန်းနှိပ်စက်နေကြောင်းမြန်မာပြည်ဆန်ဝေဒနာကဇွန်လ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။ ထောင်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်နှင့်14မိုင်အကွာမှရှိတဲ့စစ်စင်ရေးအထူးအဖွဲ့ရုံးဆိုင်ရာနေရာတွင်လုံခြုံရေးတင်းကျပ်စွာဖြင့်မတရားဖမ်းဆီးချုပ်နှောင်ထားကြောင်းလူလူကောင်းဆောင်မှတွားနှင့်ပတ်သက်သည့်ယောဂါနှင့်နှလုံးနှင့်ပတ်သက်သည့်ယောဂါဝေဒနာများခံစားနေရပြီးစင်ဝါကူတာခွင့်အပြည့်အဝမရှိကြောင်းသိရပါသည်။မြန်မာပြည်ဆန်ဝိတနက်ဖွဲ့၏စုံစမ်းအတည်ပြုချက်အရလူလူကောင်းဆောင်ထောင်အောင်ဆန်းစုကြည်သည်လက်ရှိအချိန်တွင်အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်သည့်ထောင်ဝင်စာအေးတွေ့ခွင့်မရရှိဘဲအကျဉ်းသားအခွင့်အရေးများပါချို ုဖောက်ခံနေရကြောင်းဒေါအောင်ဆန်းစုကြည်ချုပ်နှောင်ခံထားရသည့်နေရာကိုလက်ရှိအချိန်တွင်ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူကတာဝန်ယူဦးစီးကုတ်ကဲနေကြောင်းသိရှိရပါသည်ဒေါအောင်ဆန်းစုကြည်ကျမ်းမာရေးနှင့်ပတ်သက်၍စေဝါကူတာမှုအချို့ရရှိထားတော်လဲအပြည့်အဝစေဝါကူတာခွင့်မရရှိကြောင်းထောင်တွင်းရှိဆရာဝန်ကသာတာဝန်အရဆေးမီတို့များနှင့်ကုတပေးသည့်ပုံစံမျိုးဖြစ်နေကြောင်းသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့ထိုင်းဝင်ကြီးချုပ်ယာရူးကနေဆိုင်းငံ့ခံရတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အချုပ်ထွေးတွေဖြစ်ပေါ်စေခဲ့တဲ့အတန်ဖိုင် ပေါက်ကြားမှုနဲ့ဆက်ဆက်ပြီးထိုင်းဝင်ကြီးချုပ်ဖေးထောင်တန်ရှင်နာဝါထွာကိုယာရူးကနေဆိုင်းငံ့ထားစေဖို့ထိုင်းအခြေခံဥပဒေခုံရုံးကအမိန့်ချမှတ်လိုက်ပါတယ်။ကမ္ဘောဒီးယားဝင်ကြီးချုပ်ဟောင်ဟွန်ဆန်နဲ့အလို့သဘောဖုံးပြောခဲ့တဲ့ဖေးထောင်တန်ဟာထိုင်းစစ်တပ်ပေါ်ပုတ်ခတ်ဝေဖန်တဲ့သဘောမျိုးတွေထည့်ပြောမိခဲ့ပါတယ်။အဲ့ဒီအတန်ဖိုင်ပေါက်ကြားလာတဲ့နောက်သူဟာနိုင်ငံရေးအရာဖိအားတွေအများကြီး ကြုံခဲ့သလိုယာရုကနှုတ်ထွက်ပေးဖို့တောင်းဆိုဆန္ဒပြမှုတွေနဲ့ပါရင်ဆိုင်လာရပါတယ်။ဒါအပြင်အထက်လွှတ်တော်အမတ်36ရောက်ကအဲ့ဒီအတန်ဖိုင်ရဖေးထောင်တန်ဟာအချုပ်ချာအာဏာလုံးကျုံရေးကိုထိခိုက်စေပြီးကျင်းဝတ်စံနှုန်းတွေကိုစိုးစိုးရွားရွားချိုးဖောက်မှုတွေရှိခဲ့တာကြောင့်ယာရုကနေဆိုင်းငံ့အရေးယူပေးဖို့အခြေခံဥပဒေခုံရုံးကိုရှောက်ထားတင်ပြခဲ့ပါတယ်။ ဇူလိုင်လတရက်နေ့မှာတော့ခုံရုံးကအဲ့ဒီဆွဆွဲချက်တွေအတွက်အမှုဖွင့်ပြီးစုံစမ်းစစ်ဆေးပေးဖို့ထောက်ခံမဲ့ကိုမဲကန့်ကွက်မဲမရှိပဲအတီးပြုတ်ခဲ့သလိုဖေထောင်တန်းကိုယာရုကနေဆိုင်းငံ့ထားဖို့ထောက်ခံမဲ9မဲကန့်ကွက်မဲ2မဲနဲ့စုံဖြတ်လိုက်ပါတယ်ဖေထောင်တန်းဟာအဲ့ဒီနေ့မှာပဲအစ်စ်ပြင်ဆင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့မှယဉ်ကျေးမှုဝင်ကြီးဖြစ်ပူရဲတာဝန်ယူထားခဲ့ပါတယ်သူဟာဝင်ကြီးချုပ်လုပ်ငန်းတာဝန်တွေကနေဆိုင်းငံ့ခံထားရပေမဲ့တန်းတစ္ဆာချိန်ဆိုပြီးတဲ့အခါမှာတော့ယဉ်ကျေးမှုဝင်ကြီးဖြစ်အစိုးရထဲမှာ က်ရှိနေမဲ့သဘောပါပြည်ထောင်တန်းရဲ့ဝင်ကြီးချုပ်တာဝန်တွေကိုဆိုင်းငံ့လိုက်တဲ့ဆုံးဖြတ်ချက်ဟာချက်ချင်းအသက်ဝင်မှဖြစ်ပြီးဒုတိယဝင်ကြီးချုပ်နဲ့ပို့ဆောင်ရေးဝင်ကြီးဆူရီယာဂျန်ယွန်ခရက်ကတိယာနဲ့ဝင်ကြီးချုပ်တာဝန်ကိုလက်လွဲယူထားရမှာပါဝင်ကြီးချုပ်တရက် ဇူလိုင်လတရနေ့မှာတော့ဒိုင်းဘီရင်ကအတိမဲ့ပြုလိုက်တဲ့ဒိုင်းအစိုးရတပ်မကာကွယ်ဝင်ကြီးကနေပြည်ထောင်ဝင်ကြီးဖြစ်ပြောင်းလဲတာဝန်ယူသူဖုန်တန်ဝီချာရာချိုင်ကဒုတိယဝင်ကြီးချုပ်ဖြစ်လာမှာပါဒါပေမဲ့တရဝင်ယာရုလက်ခံပြီးကျန်းသစ္စာမကျင်းဆိုရသေးတာကြောင့်ဆူရီးယားကယာယီဝင်ကြီးချုပ်ဖြစ်တာဝန်ယူခဲ့တာပါဖေတောင်တန်ဟာရင်းချင်းမှုဝင်ကြီးယာရုကိုတော့ဇူလိုင်လ3ရက်နေ့ကျန်းသစ္စာကျင်းဆိုမှုအပြီးမှာစတင်တာဝန်ထမ်းဆောင်သွားမယ်လို့သိရပါတယ်ယာရုကနေဆိုင်းငံ့ခံထားရတဲ့နောက်15 ရဲ့တွင်ထိုင်းဝင်ကြီးချုပ်ပေထောင်တန်ရှင်နာဝထဟာသူ့ဘော်ဆွဆွဲချက်တွေအတွက်အပြစ်မရှိကြောင်းခုခံလေခုခံလျှောက်လဲနိုင်မဲ့တပ်သေးတွေကိုတင်ပြရမှာဖြစ်တယ်လို့သိရပါဗျ။